မာနှစ်1389ခုနှစ်18ရက်လီလာ2025ခုနှစ်မှာ16ရက်လီလာ2026ခုနှစ်အထိတောက်ကြသားသမီးများ19 25 33 51 59 69 85 83 97 99နှစ်အတွက်ဆောင်ရန်ရှောင်ရန်နှင့်အစီအရင်များဆရာဦးမောင်မောင်တန်းရင်ကိုအင်းများစီတာ ဤပေတွင်ဟောဇရန်သည်တောက်ကြသောသမီးများအားလုံးအတွက်မဟုတ်ပါသင်၏အသက်ကိုရှိဖြင့်စားပါကတုံးကျွန်းသောနှစ်များအတွက်သာဖြစ်ပါတယ်အသက်အပိုင်းလိုက်ဟောဇရန်များဆက်လက်တင်ဆက်ပေးပါမယ်ရှင်တောက်ကြသောသမီးများအသက်၁၁၁၉၂၇35,43,51,59,69,85,93,99,100ဆိုတဲ့အတက်အပိုင်း6ရောက်ပြီဆိုရင် အောင်မြင်လို့တဲ့ဘယ်ကိစ္စကိုမဆိုစနေနယ်မယ်ရှင်နေနဲ့တိုင်ပင်ပြုလုပ်ပါအကြံအငြင်ယူပါအကူအညီလိုရင်တော့ယူပါအကျိုးပေးပါရယ်အင်္ဂါနယ်မယ်ရှင်နေလည်းအကျိုးပေးပါရယ်ဒါပေမဲ့သူတို့အလုပ်များပြားပြီးအသွာလာများနေတယ်လို့သူတို့နဲ့တွေ့ဖို့အချိန်ချိန်ပြန်ချင်းနေရပါလိမ့်မယ်ဘုဘကရွှဲရှိရှိနဲ့သွားပါဗုဒ္ဓဦးနယ်မယ်ရှင်နေအကျိုးပေးတယ်ဆိုပြီးမယ်ခက်ခက်ခဲခဲဖြစ်တတ်ပါရယ် တို့နဲ့အဆင်ပြေသလိုကူညီပေးတာမို့တို့ကူညီနိုင်သလောက်နဲ့ကျေနပ်ပါဇနဲ့နာမည်ရှင်တွေကခင်မို့ကောင်းကြပေမဲ့စီပါဆက်ရင်အကူအညီယူရင်တော့မဖြစ်နိုင်တော့ပါဘူးဒီကနန်းကိုတည်ထားပြီးအလုပ်လုပ်ပါရှောင်းမို့တွေကတော့ရွှေတူးတဲ့လုပ်ငန်းအဆောက်အအုံနဲ့သက်ဆိုင်တဲ့လုပ်ငန်းအမျိုးမျိုးညီကိစ္စအမွေကိစ္စအမျိုးမျိုးတဲ့တန်ရောင်းဝယ်ခြင်းအလားပါနဲ့ဆိုင်တဲ့လုပ်ငန်းများဒီနှစ်မှစပြီးလုပ်မယ်ဆိုရင် 2လ3လစဉ်းစားပြီးမှအခြေယူပါ မဖြစ်မနေစီစဉ်ပြီးပြီဆိုရင်တော့နံသိအကျိုးပေးသူများနဲ့အကြံခံပြုလုပ်ပါဇမနီဘူးကလေနဲ့ဆိုင်တဲ့ဝေဒနာဟောင်းရှိရင်ပြန်ပေါ်တတ်လို့အစာမခံပါနဲ့ဥလန်းချောင်းတစ်လျှောက်မှာပူလောင်သွားစေနိုင်တဲ့အာဟာရမျိုးအတောက်အစာမျိုးကိုရှောင်ပါအိပ်ယူဝါဖို့အလွန်အရေးကြီးပါတယ်အတွေ့များတာပဲလျှော့ပါမကြာခဏယောဂီဝတ်ပြီးနေရာပြောင်းပြောင်းအိပ်ပေးပါ လမ်းလျှောက်ပေးပါအသက်ရှူလေ့ကျင့်ခန်းနေ့စဉ်ပြုလုပ်ပါလူမှုရေးတိုက်ခန်းများနေရင်ဘုရားစီတီများကိုသွားပြီးတင်းင်းကနေပုတ္တဝုထောင်များရှိရင်ပြင်တော်များမှာမကြမကြသွားပြီးဒီပြစီလေးအမိုက်ရှင်လာကိုကြောင့်သူများငွေကြေးကြီးခိုင်မဆုံးရှုံးပါစေနဲ့အိမ်လေးရေးအစီအပြေဖို့ကအိယာကနိုးရနဲ့အမင်္ဂလာစကားတွေမပြောပါနဲ့ဖြက်လန်းနီးတွေနဲ့စီပွားမရှာပါနဲ့တချင်းဖြက်ချင်းအညူ များတဲ့ရုပ်ရှင်များကိုစိတ်ဝင်စားကြည့်ခြင်းအနိဋ္ဌများတဲ့သခြင်းများစူးစိုက်စွာနားထောင်ခြင်းရှောင်းမှာတင်ဟောင်းတော်ဟောင်းများကို မလူလာအပ်တဲ့အိမ်မှာဝယ်ပြီးပုံမထားပါနဲ့နိုင်ငံသားတင်မောလိုက်ဖို့ကတဟင်းတဟင်းအစချီတဲ့ဓာတာကိုနေ့စဉ်ပတိတပတ်ရအောင်စိတ်ပါစနေနံအဟာရများနဲ့ဆွံ့တော့ကပ်ပါ ဥပမာခန်းသီးမုံငကမောက်သီးအေအီအိုင် အိုနဲ့စားတဲ့ကုမ္ပဏီတွေသင်းမောတွေဖြစ်နေရင်အနည်းဆုံးနှစ်ကြိမ်တော့ကြိုးစားပြီးမှ ထွက်ရပါလိမ့်မယ်။ပညာရေးကံတွေကောင်းနေပါတယ်။ခုကြိုးစားလိုက်တော့ကြာရော့ရရဖြစ်လိုက်မဖြစ်ပါစေနဲ့။မလိုလားအပ်တဲ့လူမှုရေးအရှုပ်ရှင်တွေရှောင်မှာအဲ့ရပြတ်ခံပြီးဂိမ်းဆော့တာမျိုးရှောင်မှာဓာတ်တူဖို့ရှိပေမဲ့သူများရဲ့အလုပ်တွေကိုဝိုင်းလုပ်ပေးနေရတတ်ပါတယ်။အဲ့ဒီအတွက်စိတ်တက်မကြပါနဲ့။ဒါဟာတဆင့်တက်ဖို့လမ်းစားပါ။ နမောငါးချက်ကာရာကိုနေ့စဉ်အဋ္ဌံပြုပြီးပတိတပတ်စိတ်ပါယာဒူးတို့ဖြစ်တော်မယ်ဆိုရင်ဖျားရှင်ကိုပန်းပေါင်းစုံခုနှစ်မျိုးနဲ့ပူဇော်ပြီးမှသွားပါစကားပြောမမောင်းပါပါနဲ့စစ်တပ်သူတွေကတော့မျက်နာပွင့်တဲ့နှစ်ဖြစ်ပေမဲ့တက်ဆိုင်သူနဲ့စကားပြောရင်ခဏခဏအမားပါတယ်လို့အရေးပြက်ချိန်ကြာကြီးစကားပြောတာမျိုး မလိုလားအပ်တဲ့ဖုန်းနဲ့အကြာကြီးပြောတာမျိုးရှောင်ပါတက်ဆိုင်သူကိုနှိမ့်ချပြောဆိုတာမျိုးရှောင်ပါ လုပ်ငန်းစတင်မှုကတနင်္လာနေ့မနက်9နာရီတိတိဖြစ်ပါတယ်။တနင်္လာကုသိုလ်ပြုဖို့ကမနက်မိုးလင်းမျက်နှာပစ်ပြီးတာနဲ့ဘုရားရှင်ကိုမျက်နှာတွေ့တော်ရေးတောက်တော်ရေးကလူပါ။ပထမပရိတ်တော်များဖွင့်ပြီးနာယူပူဇော်ပါ။မင်္ဂလာရှိတဲ့ဓမ္မတိညာနဲ့ပူဇော်ပါ။သမီးနဲ့အဟာရများနဲ့ဆုံတော်ကလူပူဇော်ပါ။လာပြီးနေရောက်တိုင်းတက်ကြီးလေးပါဆုံတော်ကပါ။ကိုဆောင်နှမဆပြီးတတနာဆောင်နှမကြီးများသည့် မိစဉ်မြတ်တာကိုအများဝေပါစိတ်ကြမ်းမာရေးမကောင်းသူများကိုတွေ့တိုင်းအာဟာရလုပေးပါအကြောင်းကြီးရဲ့ရှိရင်ဘုရားစီတီကိုသွားပါရုပ်ပွားတော့တစုစုရှိမှပန်ပေါင်းစုံ9မျိုးနဲ့ပူဇော်ပြီးဘုံတော်၉ပါးကိုနှုတ်မှမပြတ်ရပြီးမှလူရသွားပါဒီကံကောင်းမှုကစနေတနင်္လာအင်္ဂါအောက်ကြာနမဲထီတိုင်းများအခရာများ1 9 9 6ခန်းများကံစနေပါတယ် မိတ်ဆွေတို့အနေနဲ့ဗီဒီယိုတရားလောကီပညာဗဟုသုတတွေကိုကြိုက်မြတ်တတ်တယ်ဆိုရင်ကျမတို့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနာဆက်ပြီးတော့ကြည့်ရှုချင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ပြေးကြပါမယ်ရှင်။